ပူတင်ရဲ့အစ်စ်ဆာလာမှုကြောင့်တစားစီဖြိုကွဲသွားတော့မဲ့ရုရှား2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာ ရုရှားကယူကရိန်းကိုကျူးကျော်ခဲ့တော့ကအရန်ကိုယုံကြည်မှုရှိခဲ့ပါတယ်။သူတို့ပြောခဲ့တာက KF က82နှစ်အတွင်းမှာခြာသွားလိမ့်မယ်ဆိုတာပါပဲ။ရုရှားစစ်တပ်ကကမ္ဘာဒုတိယအင်အားအကြီးဆုံးလို့လည်းသတ်မှတ်ခံထားရတာကြောင့်ဒီစစ်ပွဲဟာရိုးရိုးလေးပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ရုရှားကယူကရိန်းပိုင်နယ်ရဲ့20ရာခိုင်နှုန်းလောက်ပဲထိန်းချုပ်ထားနိုင်ပါသေးတယ်။အဲ့ဒါအတွက်ကိုလည်းလူပေါင်းတသန်းနီးပါး သိဆုံးထရရခဲ့ရပါတယ်ဒီကနေ့မှာတော့ခြေတို့ရဲ့ channel လေးကနေရုရှားတွေအနိုင်ရတယ်ဆိုတဲ့အယူအဆမားတွေကိုဖယ်ရှားပြပါမယ် စစ်တရုအနေမြေပိုင်းဆိုင်ရာဒဏ္ဍာရီတွေလူအင်အားပြက်တနာပျက်စီးနေတဲ့စီးပွားရေးဝါရဖြတ်မှုတွေနဲ့ပူတင်ရဲ့မာယွန်းမှုတွေကြောင့် Russia Federation ကိုယ်တိုင်ရေရှည်တည်တဲ့နိုင်မလားဆိုတဲ့အကြောင်းပြောပြပါမယ်။ဒါကြောင့် Russia ကအသာစီးရနေတယ်လို့အခုထိယုံကြည်နေသေးတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ The Stereo Wave ရဲ့2022 Fevile အကဲဖြတ်ချက်အရာ ရုရှားဟာပြီးခဲ့တဲ့နှစ်ကယူကရိန်းပိုင်နဲ့၄၂၀၀စတူယန်ကီလိုမီတာလောက်သိမ်းပိုက်ခဲ့ပြီးတော့အများစုကဒိုနက်ဒေသမှာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။နိုင်ရှင်ကြည့်မယ်ဆိုရင်၄၂၀၀စတူယန်ကီလိုမီတာကယူကရိန်းရဲ့စုစုပေါင်းနယ်မြေရဲ့၃.၃၆ခိုင်နှုန်းလောက်ပဲရှိပါတယ်။ Four Magazine က 2025ခုနှစ်ဧပြီလကထုတ်ပြန်တဲ့ဂိန်းကဏ္ဍနေနဲ့တွက်ချက်ကြည့်တဲ့အခါရုရှားက68စတူယန်မိုင်186စတူယန်ကီလိုမီတာလောက်ပဲသိမ်းယူနိုင်ခဲ့ပါတယ်။ယူကရိန်းကဒီလိုခုခံကာကွယ်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီးရုရှားကလည်းထိုးစစ်ကိုမတိုးမြင့်နိုင်ဘူးဆိုရင်ယူကရိန်းစစ်ပွဲကနောက်ထပ်နှစ်ပေါင်း230ကျောင်းမှာပါ။ရုရှားအနေနဲ့နိုင်ငံတနိုင်ငံလုံးကိုသိမ်းပိုင်နိုင်ဖို့ဒီလောက်ထိကြာမြင့်မှာဖြစ်ပြီးတော့ဒါကစစ်ပွဲကိုအနိုင်ရဖို့အသေးချာ တဲ့နီလန်းနေတဲ့ရတစ်ခုပါပဲအဲ့ဒီသုံးသက်ချက်အရရုရှားကဒီလိုလုံဆောင်ဖို့အတွက်လူပေါင်းတန်းတရာလောက်အထိတေဆုံးတရာရနိုင်ခြင်းရှိပါတယ်ဒါဟာရုရှားအနေနဲ့ဗျူဟာလုံးဝမရှိတာကိုဖော်ပြနေပြီးတော့မျိုးဆက်ပေါင်းများစွာယင်းနှမြုံနိုင်ရမယ့်စစ်ပွဲဖြစ်ပါတယ်ဒါပေမဲ့အနေမြေကိစ္စတစ်ခုလည်းနဲ့တော့အားလုံးကိုပြောပြနိုင်မှာမဟုတ်ပါဘူး။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စစ်အင်ပါယာစိတ်ကူးတွေကြောင့်ဖြစ်ပေါ်လာတဲ့စစ်သည်ကြာဆုံးမှုတွေအကြောင်းပြောကြရအောင်ပါ ယူကရိန်းကာကွယ်ဝင်ကြီးဌာနရဲ့နောက်ဆုံးချက်လက်တွေအရရုရှားတပ်ဖွဲ့တွေက2022ခုနှစ်ဖေဖော်ဝါရီလအစပြီးတော့လူပေါင်း9,500လောက်တိဆုံတရာရခဲ့ပါတယ်။ယူကရိန်းဘက်ကစစ်အတွင်းစီးရင်စရာတွေအရသတိထားရပေမဲ့ပြည်ထောင်ကာကွယ်ဝင်ကြီးဌာနရဲ့ခံမှန်ချက်တွေအရဆိုရင်တောင်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာရုရှားရဲ့တိဆုံတရာရမှုက9,500ကျော်သွားပြီလို့ဆိုပါတယ်။ ဒီကိန်းကနန်းတွေကိုနိုင်ရှင်ကြည့်မယ်ဆိုရင်ရုရှားကအာဖဂန်နစ္စတန်နဲ့ဆယ်နှစ်ကြာစစ်ပွဲအတွင်းမှာစစ်သား15,000လောက်ပဲဆုံးရှုံးခဲ့တာပါ။ယူကရိန်းမှာ၃နှစ်အတွင်းမှာတည်းအဲ့ဒီထက်အစ60ကျော်ပိုပြီးတော့တည်ဆုံးတရားရခဲ့တာဖြစ်ပါတယ်။အခုစစ်ရေးဆုံးရှုံးမှုတွေကိုတင်မကပဲစစ်မှုမထမ်းမနေရစနစ်ကိုရှောင်ရှားဖို့နိုင်ငံအနေထွက်ပြေးသွားတဲ့ရုရှားလူမျိုး9,000ခန့်ဟိုပါထည့်ပေါင်းကြရအောင်။ဒါကလူပေါင်း2,000နီးပါးရှိတဲ့အမျိုးသားတွေက သုံးနှစ်အတွင်းရုရှားရဲ့စီးပွားရေးနဲ့လူအဖွဲ့အစည်းကနေထွက်ခွာသွားတာပါတိုတိုပြောရမယ်ဆိုရင်တော့ရုရှားကဒီအသားကြီးဆက်သေးကိုထည့်ဖို့လူကုန်နေပြီဖြစ်ပါတယ်ကျူကျော်စစ်အစပိုင်းမှာတော့ရုရှားစစ်ဘက်ဆိုင်ရာစီမံကြီးကြပ်သူတွေကရက်ပိုင်းအတွင်း KF မှာအောင်ပွဲခံနိုင်လိမ့်မယ်လို့အရဲဟူယုံကြည်မှုရှိခဲ့တာကြောင့်အောင်ပွဲခံဝစ်စုံတွေကိုတောင်းထည့်ယူခဲ့ကြပါတယ်။သုံးနှစ်ကြာတော့အဲဒီယူဆချက်တွေကမားယုံယုံမကပဲစိတ်ကူးရင်စံနေရလို့မြင်ရပါတယ်။ ရုရှားကဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အရှိကြာဆုံးစစ်ပွဲတွေကိုနစ်မြုပ်သွားခဲ့ပါတယ်။သူတို့ရဲ့အထင်ကရလေတက်ကလေကြောင်းအသာစီးရအောင်မလုံဆောင်နိုင်ခဲ့ပါဘူး။သူတို့ရဲ့တင်ကားတပ်ဖွဲ့တွေကလည်းတင်ကားဖြတ်လက်နက်တွေနဲ့ drone တွေကြောင့်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။သူတို့ရဲ့အထူးတပ်ဖွဲ့တွေကစစ်ပွဲအစောပိုင်းမှာဆိုးရွားတဲ့ဆုံးရှုံးမှုတွေခံစားခဲ့ရပြီးရုရှားကလေကျင်းမှုအားနည်းတဲ့စစ်မှုထမ်းတွေအကျဉ်းသားတွေနဲ့နိုင်ငံသားသားစစ်သားတွေကိုပါအုံပြူလာရပါတယ်။ တို့တို့ပြောရရင်ပူတင်ကရုရှားမှာဘယ်သူမှမရှင်နိုင်တဲ့စစ်တပ်အင်အားရှိတယ်ဆိုတဲ့အကြောင်းကိုထက်ခါတလဲလဲပြောဆိုနေပေမဲ့စစ်တပ်ထဲမှာတော့အဲ့ဒီယူဆမားကိုဆက်လက်ဝါရဖြန့်ပေးမဲ့အစီအမံကိန်းတွေမရှိခဲ့ပါဘူး ကျူးကျော်မှုနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကြောင့်အစင်းမြင့်အရာရှိတွေအများပြားကကျူးကျော်မှုရဲ့စစ်ပွဲအတိုင်းအတာအမှန်ကိုမတီးခဲ့ကြပဲစစ်ပွဲတကယ်မဆခဲ့မှာ ထောက်ပံ့ရေးပစ္စည်းတွေကို စနစ်တကျပြင်ဆင်ထားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒါကြောင့်စစ်ပွဲရဲ့အစောပိုင်းစတင် ထိုးစစ်ဆင်ခဲ့တော့ကတောင်ထောက်ပံ့ရေးပစ္စည်းပြလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ဒါဟာခေတ်သစ်စစ်ပွဲမှာမရှိမဖြစ်လိုအပ်တဲ့လက်ရောညှိထွေမှုကင်းမဲ့နေကြတာပါ။မကြခင်မှာပဲယူကရိန်းကအစပိုင်းကျူးကျော်မှုကြောင့်ဆုံးရှုံးခဲ့ရတဲ့အနေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးရုရှားစစ်သားတွေစိတ်ပင်လူပန်းဖြစ်သွားတာဖြစ်ပါတယ်။ ရုရှားဝါရဖြန့်ချီရေးချန်နယ်တွေကတော့စစ်ပွဲကပြီးဆုံးသွားပြီဆိုတဲ့အယူအဆကိုဆက်လက်ဖြန့်ချီနေစေဖြစ်ပြီးတော့စတိုယန်မိုင်အနေငယ်လောက်သာရှိတဲ့အောင်မြင်မှုလေးတွေကိုတောင်းဂုံပြုနေကြပါတယ်။တကယ်တော့ရုရှားကစစ်ပွဲအတွက်ငွေကြေးပြတ်တောက်ပြီးသူ့ဘာသာသူစစ်ရှုံးနေတာပါ။စာရွက်ပေါ်မှာဆိုရင်တော့ရုရှားကကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံစင်းထဲမှာနံပါတ်၁နေရာမှာရှိနေတုံးပါပဲ။ဒါပေမဲ့အပေါ်ရန်ကိုခွာချလိုက်ရင်တော့အခြေအနေကပြဿနာတက်နေပါပြီ။အနောက်နိုင်ငံရဲ့ပေးဆို့အရေးယူမှုတွေကြောင့် ရုရှားရဲ့ဤပညာမြင့်ကဏ္ဍတွေပြန်စည်းခဲ့ရပြီးဗန်စနစ်လည်းထိခိုက်ကာကမ္ဘာဈေးကွက်တွေနဲ့လည်းအဆက်အသွယ်ပြတ်ခဲ့ရပါတယ်။2024ခုနှစ်နှစ်ကုန်ပိုင်းမှာရုရှားငွေရူဘယ်အမေရိကန်ဒေါ်လာနဲ့ရှင်ရင်တန်ဖိုး23ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ငွေလဲနှောင်းကနေတိုင်းပြောင်းလဲနေတော့တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကဘလို့မှတိတိကျကျမပြောနိုင်လောက်အောင်မရေရာမှုတွေဖြစ်နေပါတယ်။ဒါပေမဲ့စီးပွားရေးအပေါ်အဆိုးဆုံးတက်ရောက်မှုကတော့ရုရှားရဲ့စစ်ပွဲစီးပွားရေးအဖြစ်ပြောင်းလဲလိုက်ခြင်းကနေလာတာပါ။မဒူဇာရဲ့ခွဲချမ်းစိတ်ဖြာချက်အရရုရှားအခုဆိုရင်သူ့ရဲ့အစိုးရဘတ်ဂျက်ရဲ့40ရာခိုင်နှုန်းခန့်ကိုကာကွယ်ရေးအတွက်သုံးစွဲနေပါတယ်။ဒီအဆင့်ကခင်မီစီးပွားရေးအတွက်ဘလို့မှရည်ရှိခံနိုင်မှာမဟုတ်ပါဘူး။ ပိုဆိုးတာကဒီထက်အသုံးပုံတစ်ပုံကိုစစ်ဖက်စက်မှုလုပ်ငန်းဆိုင်ရာ လျှို့ဝှက်စီမံကိန်းတွေအောက်မှာဖုံးကွယ်ထားတာက Kremlin ပပလယ်မှာဘယ်ရောကမှမရှိဘူးတဲ့ဝါရဖြံမှုနဲ့ချိန်လန့်မှုတွေရှိနေတာကိုပြသနေပါတယ်။ဒီအခြေအနေကိုပိုဆိုးစေတာကတော့ရုရှားရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ဇွဲရင်တင်ပို့မှုတွေကရေရှည်ကျဆင်းနေတာပါပဲ။ဥရောပသမဂ္ဂက2022ခုနှစ်ကစပြီးရုရှားကျန်းဂွေအပေါ်မှီခိုမှုကို30ရာခိုင်နှုန်းကျော်လျှော့ချခဲ့ပါတယ်။ဒါကြောင့်ရုရှားရဲ့ထုတ်လုပ်မှုကသွင်းကုန်နေအထူးသဖြင့်တရုတ်ကနေလ လာတဲ့အသွင်းကုန်လေးအပေါ်ပို့ပြီးတော့မိခိုလာရပါတယ်။နိုင်ငံတဝန်းကလည်းတိုးလာတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်လုံသားအင်အားကိုပါသွင်းကုန်လိုသွင်းနေရတာပဲဖြစ်ပါတယ်။ Kremlin အတွင်းကစစ်သွေးကြွအချို့ကစစ်ပွဲကိုနိုင်ရဖို့အတွက်ရုရှားမှာရှိသမျှအရာရာကိုအသုံးပြုဖို့ဒွန်အားပေးနေပါတယ်။ နေပြည်တော်မြောက်နျူကလ িয়ার လက်နက်တွေသုံးစွဲဖို့ထိတောင်အဆိုပြုကြပါတယ်။ဒါဟာနျူကလ িয়ার စစ်ပွဲအကြောင်းပထမဆုံးအကြိမ်ပြောဆိုတာမဟုတ်ပါဘူး။ပူတင်ကိုယ်တိုင်လည်းဒါဇင်ပေါင်းများစွာနျူကလ িয়ার ချိန်ချောင်းမှုတွေလုပ်ခဲ့ပူပါတယ်။ဒါပေမဲ့ဒီအခြေအနေကနောက်ဆုံးမှာ ဘိတ်ထွက်ဆိုးကျိုးတွေပဲဖြစ်စေပါလိမ့်မယ်။ KF ကိုဖျက်ဆီးတာဒါမှမဟုတ်အရေးကြီးတဲ့စစ်ဖက်နေရာတွေကိုတိုက်ခိုက်တာလိုမျိုးအကန့်အသတ်နဲ့နျူကလ িয়ার လက်နက်အသုံးပြုမှုကရေတိုမှာနည်းပြွာမြောက်အချိုးကျဲစုတွေပေးနိုင်ပေမဲ့နေတိုးကိုလည်းသူတို့ရဲ့ကိုပိုင်နျူကလ িয়ার လက်နက်တွေနဲ့တုံ့ပြန်ဖို့ရွေးချယ်လာရပါလိမ့်မယ်။အဲလိုတုံ့ပြန်မှုနေနဲ့ရုရှားကသူတို့ရဲ့လက်နက်တွေကိုနေတိုးနိုင်ငံတွေအပေါ်အသုံးပြုလာမယ်ဆိုရင်ကမ္ဘာနေရာအများစုဟာနျူကလ িয়ার ဆောင်းရာသီတွေကိုကြားရောက်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေကိုရောက်လာရင်တောင်ရုရှားရဲ့အထူးကပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးရုရှားကယူကရိန်းမှာရှိတဲ့မြေရောလူပါလိုအပ်နေပါတယ် ဘုံကျဲဖြည့်စည်းပြစ်မယ်ဆိုရင်ဒေတာကလူနေထိုင်လို့မရတော့ပဲတိုင်းပြည်ဟာတန်း40သောနိုင်ငံသားတွေကိုဆုံးရှုံးသွားပါလိမ့်မယ်ဒီလူတွေကရုရှားရဲ့ပျက်စီးနေတဲ့လူဦးရေနဲ့လူသားအင်အားကိုမြင့်တင်ပေးနိုင်မယ့်အစားဖြေပါကနေလူတွေခေါ်ပြီးအစားထိုးရတာမျိုး ဖြစ်လာမှာပါပထမဆုံးအနေနဲ့ယူကရိန်းဟာသူ့ရဲ့အချုပ်အခြာအာဏာကို၃နှစ်ကြာအောင်အောင်မြင်စွာကာကွယ်ခဲ့ပြီးတဲ့နောက်နယ်မြေတွေကိုစစ်ဆင်ညှိနှိုင်းပြီးအလျှော်ပေးဖို့စိတ်မပါပါဘူးသမရ ဗိုလိုဒီမာဇလန်စကီရဲ့ငိမ့်ချိအဆိုပြုချက်ကနေမြေအားလုံးကိုပြန်လည်ရရှိဖို့နဲ့နေတိုးစီကနေလုံခြုံရေးအာမခံချက်တွေကို တောင်းဆိုထားပါတယ်။ယူကရိန်းကနေမြေအလျှော့ပေးရရင်တောင်းဇလန်စကီကနေတိုးရဲ့အာမခံချက်ကို သူ့ရဲ့ထိတ်တန့်ဦးစားပေးတဲ့ကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ရုရှားကတော့ယူကရိန်းအတွက်နေမြေသိမ်းပိုင်းမှုတွေကိုတည်ယဝင်ဖြစ်စေမဲ့ဘယ်သဘောတူညီချက်ကိုမှလက်ခံနိုင်မှာမဟုတ်ပါဘူး။နိုင်ငံတကာပထဝီနိုင်ငံရင်းနဲ့ဆက်ဆံရေးတွေကလည်းကိစ္စတွေကိုပို့ပြီးတော့ရှုပ်ထွေးစေပါတယ်။သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ယူကရိန်းအပေါ်မတည်ငြိမ်တဲ့ချင်းကပ်မှုကတော့တန်တမန်ရေးကိုထိခိုက်စေခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာထရမ့်ကဇလန်စကီနဲ့တိုက်ရိုက်တွေ့ဆုံပြီးယူကရိန်းနိုင်ငံကိုရုရှားကိုပေးအပ်မဲ့ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကိုအဆိုပြုခဲ့ပါတယ်။ ဒါသူ့ရဲ့နိုင်ငံသားရေးဌာနရဲ့ထုတ်ပြန်ချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဒါကြောင့်နိုင်ငံတစ်ခုကြားဆက်ဆံရေးတွေလုံးဝပြတ်ပြားလို့နေပါဖြစ်ခဲ့ပြီးနောက်ဆုံးမှာယူကရိန်းကတတုသဘောတူညီချက်တွေကိုပြန်လည်သုံးသပ်ဖို့တောင်းဆိုခဲ့သလိုအမေရိကန်ကလည်းစစ်ဖြစ်နေတဲ့နှစ်ဖက်ကြားငြိမ်းချမ်းရေးဆွေးနွေးပွဲကနေနောက်ဆုတ်သွားခဲ့ပါတယ်။ပိုဆိုရာကတော့ရုရှားကငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကိုရှာဖွေချင်တယ်လို့အကြိမ်ပေါင်းများစွာလူသိရှင်ကြားပြောခဲ့ပူပါတယ်။ အစမ်းအပြစ်ရစဲမှုတွေကိုတောင်လက်မခံခဲ့ဘူးပါဘူး။ဒါပေမဲ့ဘယ်တခုမှအဆင်မပြေခဲ့ဘူးဖြစ်ပါရင်အစမ်းအပြစ်ခက်ရစဲမှုတွေကိုတောင်လက်ခံခဲ့ဘူးပဲမဲ့တကယ်တမ်းမှာတော့ဘယ်တခုမှအဆင်မပြေခဲ့ဘူးအလုံးမဖြစ်ခဲ့ဘူး။ဥပမာ30နှစ်ကြာအစ္စတာအပြစ်ရစဲမှုမှာလဲရုရှားကအကြိမ်3000နီးပါးစီကံချိုးဖောက်ခဲ့တယ်လို့ယူကရိန်းကပြောခဲ့ပါရယ်။ ဒါကြောင့်ရုရှားကဒုဗာသာသူဖန်တီးခဲ့တဲ့မဟာဗျူဟာမြောက်ထောင်ချောက်ထဲမှာပိတ်မိနေပါပြီ။စည်ရေးအရာအနိုင်ရဖို့မတက်နိုင်သလိုရှုံးနိမ့်မှုကိုလက်ခံဖို့လည်းမလိုလားပါဘူး။တန်တမန်ရေးအရာဖြည့်ရှင်ဖို့လည်းမလုပ်ချင်ဘူးဆိုတဲ့အခြေအနေမှာရောက်နေတာပါပဲ။ရုရှားစစ်ဘက်ခေါင်းဆောင်တွေကသူတို့ရဲ့စွမ်းရည်နဲ့ယူကရိန်းရဲ့ခုခံမှုကိုဘာကြောင့်ဒီလောက်အထိတလွဲကြီးခံမှန်းခဲ့ရလဲ။အဖြေကတော့ရုရှားထောက်လှမ်းရေးဌာနတွေဟာယူကရိန်းတပ်ဖွဲ့တွေ ချက်ချင်းပြိုလဲသွားပြီးယူကရိန်းလူမျိုးအများစုကရုရှားတပ်ဖွဲ့ဝင်တွေကိုကယ်တင်ရှင်အဖြစ်ကြိုဆိုလိုက်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါဟာစစ်ရေးအမားတွက်ချက်မှုတစ်ခုတည်းမှာကပဲဗုဒ္ဓရသူရဲ့အာဏာကိုထိန်းသိမ်းဖို့ဖန်တီးခဲ့တဲ့ဝါရဖြန့်ဆက်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့ခြွေရင်းချက်တစ်ခုပါပဲ။ပူတင်ကရုရှားမှာအာနာရှင်စနစ်တစ်ခုကိုတိဆောက်ထားပါတယ်။ဒီစနစ်ရဲ့အားနည်းချက်ကတော့အာနာအားလုံးကပူတင်တူရဲ့ခေါင်းဆောင် ပုံရိပ်ပေါ်မှာပဲလုံးဝမူတည်နေတာပါပဲ။ Brookings အဖွဲ့ကပြောတာကတော့ ဒီလိုစနစ်မျိုးကအာနာရှင်အာနာရနေသည်များကာလဘက်လုံးတည်တက်နိုင်တာပါနိုင်ငံတစ်ခုလုံးရဲ့အရေးရှိတည်တက်မှုအတွက်တော့ပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့သူတို့ကထောက်ပြပါတယ်ဆိုလိုတာကခေါင်းဆောင်တဦးရဲ့ပုံရိပ်ပေါ်မှာပဲအစိုးရတစ်ခုလုံးမိခုံနေရတဲ့အတွက်ပူတင်ရဲ့ပုံရိပ်သာထိခိုက်ပျက်စီးသွားရင်အစိုးရတစ်ခုလုံးရဲ့အခြေခံအုံမြစ်ပါပျက်စီးသွားမှာဖြစ်ပါတယ်ခရမလင်ရဲ့အကြံပေးဖြစ်တဲ့အခုပြည်ပြေးဘဝရောက်နေတဲ့ glove Klosky က2022ခုနှစ်ဧပြီလမှာပူတင်ရဲ့ဆုံးဖြတ်ချက်တွေအကြောင်းပို့ပြီးတော့တိုက်ရိုက်ရှင်းပြခဲ့ပါတယ်။သူပြောတာကဒါကပူတင်ရဲ့ကိုပိုင်ဆုံးဖြတ်ချက်တွေချထားတာတွေကြီးပဲ။ကျွန်တော်ပါဝင်ဘသူမှသူယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးဘလောက်အစွဲလန်းကြီးခဲ့လဲဆိုတာသဘောမပေါက်ခဲ့ဘူးလို့ပြောလာပါတယ်။ဒီအင်တာဗျူးကယူကရိန်းကိုရုရှားစတင်ကျူးကျော်ပြီးတလခွေအကြာမှာပါ။ဒီအမြင်က၃နှစ်ကြာပြီးတဲ့နောက်မှာတောင်မှန်ကန်နေတော့မဲဖြစ်ပါတယ်။ဒီအချက်တွေကဘာလို့ပြနေလဲဆိုတော့ ဗုဒ္ဓရဲ့အာနာရှင်စနေကဒုဗဝင်းစင်ကလူတွေကိုတောင်းအမှန်တရားကိုမမြင်အောင် ဖုံးကွယ်ထားခဲ့တာပါပဲယူကရိန်းအပေါ်သူ့ရဲ့အစွဲလန်းကြီးမှုနဲ့ရုရှားအစိုးရရဲ့အတွင်းပိုင်းရုံရင်မှုတွေကိုသူ့ရဲ့အကြံပေးတွေကတောင်းကောင်းကောင်းမသိခဲ့ကြဘူးဆိုတာပါဒါဟာခေါင်းဆောင်တဦးရဲ့ဆုံးဖြတ်ချက်တွေကနိုင်ငံတစ်ခုလုံးအပေါ်ဘလောက်ထိဆိုးရွားတဲ့တည်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ရုရှားစစ်တပ်ကအဂတိလိုက်စားမှုတွေနဲ့မမှန်ကန်တဲ့အစီရင်ခံစာတွေကြောင့်သူ ဘာသာသူဒုက္ခရောက်နေပါတယ်။လေးချင်းကြီးတွေကလက်တွေ့ကြတဲ့ပြင်ဆင်မှုတွေမဟုတ်ပဲပြကွက်တွေလိုဖြစ်နေပြီးဆက်ပစ္စည်းတွေကလည်းဆံရွက်ပေါ်မှာပဲကောင်းနေတာပါ။တကယ့်ပစ္စည်းတွေကတော့ဒေါ်လာယုံနေတဲ့မှာပျက်စီးနေခဲ့ပါတယ်။ရုရှားရဲ့စေးဝါရကိုပို့ပြီးတော့နည်းနည်းစွာလေ့လာခြင်းရင်ဒီအချက်တွေပို့ပြီးတော့ထင်ရှားလာပါတယ်။ဆိုဗီယက်ခေတ်ကလေးကရုရှားရဲ့အကြီးဆုံးအန်တီရဲလို့ထင်မှတ်ခဲ့တာကနေတိုးရဲ့ကြိုးကြုံမှုပါ။ဒါကြောင့်ရုရှားကတိုင်းပြည်ကိုကာကွယ်ဖို့အတွက်စစ်စင်ရေးနဲ့ မဟာဗျူဟာတွေကိုဖန်တီးခဲ့တာဖြစ်ပြီးတခြားနိုင်ငံကိုကျူးကျော်ဖို့မဟုတ်ပါဘူးသူတို့ရဲ့အမိန်ပေးစနစ်ကကာကွယ်အာဏာချက်တွေကိုကူညီပေးနိုင်ပေမဲ့ပူတင်အာဏာရလာပြီးတဲ့နောက်မှာတော့အာဂရီလိုက်စားမှုတွေနဲ့အာဏာပြန်လည်ခွဲဝေမှုတွေအတွက်လမ်းဖွင့်ပေးခဲ့တာပါပဲရုရှားအရှိန်ဟုန်ကျဆင်းလာတာနဲ့အမျှပူတင်ကိုယ်တိုင်ရုရှားရဲ့အာဏာပလင်ကနေဖြုတ်ချခံရနိုင်တဲ့အလားအလာရှိနေပါတယ် ဘာလို့လဲဆိုတော့သူကဒီဘေးဆိုးကြီးအတွက်တဦးတဲ့တာဝန်ရှိသူအဖြစ်အမြန်ဆုံးသတ်မှတ်ခံရမှာဖြစ်ပြီးတော့ခရမလင်ကအာနာယူနေတဲ့နိုင်ငံရေးသမားတွေကသူ့ကိုဖယ်ရှားပြီးတော့သူတို့ရဲ့ဂုံတိတ်ခါကိုကယ်တင်ဖို့လိုအပ်လာပါလိမ့်မယ်။ ဒါပေမဲ့ Brookings အဖွဲ့ကသုံးသပ်တာကတော့ရုရှားရဲ့လက်ရှိနိုင်ငံရေးဖွဲ့စည်းပုံမှာသူ့ကိုဆက်ခံမဲ့တင့်တော်တဲ့ခေါင်းဆောင်လောက်မရှိသလောက်ပါပဲ။ခေါင်းဆောင်ပြောင်းလဲမှုတစ်ခုကြောင့်အစိုးရတရက်လုံးပြိုလဲသွားနိုင်တယ်လို့တိတိကျကျသုံးသပ်ခဲ့ပါတယ်။ရုရှားရဲ့စစ်ပွဲစီးပွားရေးကပြင်းထန်တဲ့ဖိအားတွေရင်ဆိုင်နေရပြီးကာကွယ်ရေးအသုံးစည်းတွေကမရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုလွှမ်းမိုးနေပါတယ်။စစ်ပွဲကြောင့်ဒေသုံးတရားရမှုတွေတိုးလာပြီးပိတ်ဆို့အရေးယူမှုတွေပုံမှန်ပြင်းထန်လာတာနဲ့အမျှ ဒါရေရှည်ခံနိုင်မှာမဟုတ်ပါဘူး။ယင်းဒီမျိုးနဲ့မှုအားနည်းနေပြီဖြစ်တဲ့အရေးကြီးအခြေခံစောင့်နေရပို့ပြီးတော့ပြက်စီးလာပါလိမ့်မယ်။ ဒေတာဆိုင်ရာအုပ်ချုပ်ရေးမှုတွေအထူးသဖြင့်အရှိပြားလို့တယံဇာတကျွဲဝါတဲ့ဒေတာတွေမှာကိုပိုင်အုပ်ချုပ်ခွင့်ပုံမိုရယူဖို့စူးစမ်းလာပါလိမ့်မယ်။အစားပိုင်းမှာစီးပွားရေးလိုအပ်ချက်အဖြစ်တင်ပြပေးမယ်။ဒီလုံဆောင်မှုတွေကတဖြည်းဖြည်းနိုင်ငံရေးအရာပါဖြစ်လာပါလိမ့်မယ်။ယူကရိန်းမှာသူတို့ရဲ့ professional စစ်တပ်ကြီးဖြစ်စည်းသွားတာနဲ့အမျှရုရှားကလေးကျင်းမှုအားနည်းတဲ့စစ်မှုဌာနတွေနဲ့ဝေးလံတဲ့ဒေတာတွေကတိုင်းရင်းသားလူနေစုတွေအပေါ်ပို့ပြီးတော့မိခိုလာပါလိမ့်မယ်။ တပ်ဖွဲ့စည်းမှုတွေပြိုကွဲလာပါလိမ့်မယ်။စစ်ပြေးနှုံးတွေမြင့်တက်လာပါလိမ့်မယ်။အစားထိုးပစ္စည်းမရှိပဲစစ်ဘက်သုံးပစ္စည်းတွေပြည့်စည်လာပါလိမ့်မယ်။အာဏာသိမ်းမှုဆန္ဒပြမှုဆန္ဒပြပွဲဒါမှမဟုတ်ရုရှားရဲ့ကျယ်ပြန့်တဲ့ဒေသတွေစီကို အာဏာမပြန့်ကျက်နိုင်ခြင်းစတဲ့အကြောင်းတွေကြောင့်မော်စကိုအစိုးရကရုရှားပိုင်းရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေအပေါ်ထိထိရောက်ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပါလိမ့်မယ်။ ဒီအကျိုးဆက်တွေကတော့ရုရှားအတက်တင်မကပဲကမ္ဘာလုံးကျုံရေးအတွက်ပါဆိုးဝါးလာပါလိမ့်မယ်။ရုရှားဖက်ဒရေးရှင်းကယူဂိုစလာဗီးယားပြိုကွဲသလိုမျိုးဒါမှမဟုတ်1990ပြည့်လွန်နှစ်တွေမှာဆိုဗီယက်ယူနီယံပြိုကွဲသလိုမျိုးနိုင်ငံငယ်လေးတွေအဖြစ်ကွဲထွက်သွားနိုင်ပါတယ်။ရုရှားနိုင်ငံပြိုကွဲသွားခဲ့ရင်နိုင်ငံရဲ့အထက်အမျိုးကြီးတွေဖြစ်တဲ့မော်စကိုနဲ့စိန့်ပီတာစဘတ်ကအခြေအနေဘယ်လိုရှိလာနိုင်လဲဆိုတာရှင်းပြပေးပါမယ်။ရုရှားနိုင်ငံပြိုကွဲသွားခဲ့မယ်ဆိုရင် မော်စကိုနဲ့စိန့်ပီတာစဘတ် တ်မျိုးတွေကလက်ရှိအစိုးရရဲ့အာဏာဆက်ခံမဲ့နိုင်ငံသစ်အဖြစ်ကြေညာလာနိုင်ပါတယ်။သူတို့ကရုရှားနိုင်ငံမှာရှိတဲ့နျူကလ িয়ার လက်နက်တိုလောင်မှုတွေကိုသူတို့လက်ထဲရောက်အောင်စ조사ပြီးပြန်လည်နေရာချထားပါလိမ့်မယ်။ဒီလိုလုပ်ခြင်းအပြင်သူတို့ကအာဏာကိုဆက်ထိန်ထားနိုင်ဖို့စ조사မှာပါ။ပြီးခဲ့တဲ့စစ်ပွဲအတွင်းမှာပူတင်လုပ်ခဲ့တယ်လို့ပဲဒီနျူကလ িয়ার လက်နက်တွေကိုအသုံးပြုပြီးတခြားနိုင်ငံတွေကိုချိန်ချောက်လာနိုင်ပါတယ်။ဒါဟာပြည်ရင်းမှာအာဏာတည်ဆောက်ဖို့နဲ့နိုင်ငံတကာမှာသူတို့ရဲ့ဩဇာအာဏာကိုပြ ြသဖို့နီလန်တက်ခုဖြစ်လာနိုင်ပါတယ်။ရိုမေးနီးယားနဲ့ပိုလန်လိုမျိုးအရှင်ဝါဆော်ပက်စ်အဖွဲ့ဝင်တွေအောင်မြင်ခဲ့တယ်လို့ပဲပြောင်းရွှေ့နေထိုင်သူတွေအများအပြားဥရောပတမကအီယူကိုထပ်မံဝင်ရောက်ဖို့စူးစမ်းပါလိမ့်မယ်။ ။တရုတ်ကတော့ဆိုင်ဗေးရီးယားကတရံစာတကြွယ်ဝတဲ့နေမျိုးတွေကိုသူ့ရဲ့အစုံမဲ့စက်မှုလုပ်ငန်းတွေအတွက် ထောက်ပံ့ဖို့တိမ့်ပိုက်လာနိုင်ပါတယ်။ဒါကြောင့်နောက်တစ်ချိန်လူတယောက်ကရုရှားကယူကရိန်းမှာအနိုင်ရနေတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလာခဲ့ရင်ဒီဗီဒီယိုလေးကိုပြပေးလိုက်ပါ။ရန်အနေငယ်ကြမယ်လို့ထင်မှတ်ခဲ့တဲ့စစ်ပွဲက၃နှစ်ကြာပြီးတဲ့နောက်ရုရှားကယူကရိန်းရဲ့20ရာခိုင်နှုန်းကိုပဲထိန်းချုပ်နိုင်ပါသေးတယ်။လူပေါင်းတသန်းနီးပါးတိုက်စုံတရာရခဲ့ပြီးတော့စီးပွားရေးကိုလည်းဖျက်ဆီးခဲ့ပါတယ်။ဒါကြောင့်အမ န်တရားကတော့ရုရှားကအနိုင်ရနေတာမဟုတ်ပါဘူး။သူကိုယ်တိုင်ဖန်တီးခဲ့တဲ့မဟာဗျူဟာမြောက်ဘေးဇိုးထဲမှာပိတ်မိနေတာပါပဲ။ခေါင်းပေါ်နဲ့ရွေးချယ်စရာတွေလည်းမရှိထွက်ပေါက်လည်းမရှိပါဘူး။ဒီစစ်ပွဲဆက်ကြလေးလေးရုရှားအတွက်အကျိုးဆက်တွေကပုံမုံဆိုးရွားလာလေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။